မိုးမျောတိုက်ကြီးတွေနဲ့ပြိုင်ခန်းညားနေကြတဲ့ကမ္ဘာမြင့်ဆုံးနိုင်စင်ကြီးလေးခုပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာကမ္ဘာလွားကထူးခြားစမ်းကျဲအကြောင်းအရာလေးတွေကိုပုံမှန်တင်ဆက်ပေးနေတဲ့နေပြည်တော် channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်မက်စတာ28ရက်နေ့ကလှုပ်ခတ်သွားခဲ့တဲ့ဖြတ်အားပြင်းကလေးတဲ့ကြောင့်မန်လီမစိုးရင်ကြောင်းတိုက်ကြီးနဲ့အတူနိုင်စင်ကြီးလည်းပျို့ချပျက်စီးသွားခဲ့ရတာအားလုံးလည်းသိရှိကြပြီးဖြစ်မယ်ထင်ပါတယ်နိုင်စင်တွေဆိုတာကမ္ဘာနဲ့ကမြို့ကြီးတွေမှာတည်ရှိနေတတ်တဲ့အရာတွေဖြစ်ပါတယ်ဒီကနေ့ဗီဒီယိုလေးထဲမှာတော့ ကမ္ဘာအမြင့်ဆုံးနိုင်စင်ကြီးတွေအကြောင်းကိုနေပြည်တော်ပြည်သက်များတွေပြန်လည်မျှဝေတင်ဆက်ပေးလိုက်ရပါတယ်။အခုပထမဆုံးအမေရိကန်နိုင်ငံဖီလာဒဲဗီးယားမှာရှိတဲ့နိုင်စင်ကြီးနဲ့စလိုက်ရအောင်ပါ။ဒီနိုင်စင်ကဖီလာဒဲဗီးယားမှာရှိတဲ့ပန်ဆယ်ဗေးနီးယားရဲ့အလဲဖုံမှာတည်ရှိပါတယ်။အထက်မြင့်မိုးမျောတိုက်ကြီးတွေနဲ့ပြိုင်ဒီနိုင်စင်ကြီးကလည်းမြင်မားစွာတည်ရှိနေပါတယ်။နိုင်စင်ရဲ့အမြင့်က169မီတာပေနဲ့ပြောရရင်948ပေအမြင့်ရှိပါတယ်။ဒီနိုင်စင်ကို1901ကနေ1908အတွင်းတည်ဆောက်ခဲ့တာပါ။ နိုင်လေးလုံးတက်ဆင်ထားတဲ့ဒီနိုင်စင်ကြီးတဲ့ကိုရက်လီကားနဲ့ဝင်ရောက်ကြည့်ရှုပြီးလေးလာနိုင်ပါတယ်။မြို့ကိုအပေါ်စီးကနေမြင်တွေ့ရတဲ့မြင်ကွင်းကြောင့်နိုင်စင်ကိုလာရောက်လည်ပတ်ကြသူတွေလည်းအများကြီးရှိနေပါတယ်။ဒုတိယတစ်ခုပြောပြပေးချင်တာကတော့လန်ဒန်မြို့ကအဲလစ်ပတ်မျိုးစင်မှာတည်ရှိတဲ့နိုင်စင်ကြီးဖြစ်ပါတယ်။လန်ဒန်မှာအထင်ကရနိုင်စင်တချို့ရှိတဲ့အထက်မှာတစ်ခုပါဝင်ဖြစ်ပြီးလန်ဒန်မြို့ရဲ့ပြရုပ်တစ်ခုဖြစ်နေတည်ရှိနေပါတယ်။နိုင်စင်ရဲ့အမြင့်က96မီတာပေနဲ့ဆိုရင်316ပေအမြင့်ရှိပါတယ်။ ဒီနိုင်စင်ကြီးကို1859ခုနှစ်မှာတိဆောက်ပြီးစီးခဲ့တာဖြစ်ပြီးဒီတိန်ရဲ့အထင်ရှားဆုံးအချိန်တက်တော်ဆောင်တစ်ခုအဖြစ်ကာလရှည်ကြာတည်ရှိခဲ့တာဖြစ်ပါတယ်။နိုင်စင်ကဗြိတိန်ပါလီမန်လွတ်တော်အစအဦးနှစ်ရဲ့အဓိကအစိပ်ပိုင်းတစ်ခုလည်းဖြစ်နေပါတယ်။နိုင်စင်မှာတက်ဆင်ထားတဲ့နိုင်ကြီးကလည်းဆွဆွတဲ့ရာသီဥတုမှာတော့မှအချိန်ကအတိအကျမှန်ကန်နေပါတယ်။တတိယတစ်ခုအနေနဲ့ဆွစ်ဇာလန်နိုင်ငံကနိုင်စင်ကြီးစီတစ်ချက်လောက်တွားကြည့်ကြရအောင်ပါ။ဆွစ်ဇာလန်နိုင်ငံမြို့တော်ရဲ့အလဲဘဟိုနီယာမှာတည်ရှိပါတယ်။အလဲခိကာလာရဲ့တိဆောက်မှုပြရုပ်တစ်ခုဖြစ်ပြီး တုံးရာစုအစောပိုင်းကာလာတုန်းကအကျဉ်ထောင်ဆောင်မျောစင်ဖြစ်နေတိဆောက်ထားခဲ့တာပါမျောစင်ကအမြင့်54မီတာပေနဲ့ပြောရမယ်ဆိုရင်189ပေလောက်ထိမြင့်ပါတယ်အဲ့ဒီနောက်ပိုင်းမှာတော့ဒီမျောစင်ကိုမျိုးရဲ့ကြက်တီဆောင်နိုင်စင်ကြီးဖြစ်ပြောင်းလဲခဲ့ပါတယ်နိုင်စင်ကြီးကယနေ့ထိတိုင်ကြွားကြွားဝင့်ဝင့်တရှိနေပြီးနိုင်လက်တန်နဲ့ဂီယာတွေကလည်းရာစုနှစ်ပေါင်းများစွာကြာမြင့်ခဲ့ပြီဖြစ်ပေမဲ့ဆက်လက်ပြီးတော့လဲပတ်နေစဲသူ့အလုပ်သူလုပ်နေစဲဖြစ်ပါတယ်လေးခုမြောက်တင်ဆက်ပေးချင်တာကတော့ဂျာမနီနိုင်ငံမြူးနစ်မြို့ကနိုင်စင်ကြီးပဲဖြစ်ပါတယ် မာရီယန်စတူယန်မျိုးတည့်ရဲ့အလဲပိုင်းမြို့နစ်မြို့တော်ခမ်းမနေရာမှာတည်ရှိနေတဲ့နာယီစင်ကြီးဖြစ်ပါတယ်။နာယီစင်ရဲ့အမြင့်က89မီတာပေနဲ့ဆိုရင်169ဘီအထိမြင့်ပါတယ်။1869ခုနှစ်ကနေ1908ခုနှစ်ကြားမှာတိဆောက်ခဲ့တဲ့မြူနီစပယ်ရဲ့မြို့တော်ခမ်းမအတင်းမှာထည့်သွင်းတိဆောက်ထားပါတယ်။နာယီစင်ကြီးရဲ့ခမ်းနားထယ်ဝမှုတွေကြောင့်နာယီစင်ရှိတဲ့ရင်မြင့်ကြီးစီကိုလာရောက်လည်ပတ်ကြသူတွေလည်းအများအပြားရှိပါလေ။နိုင်စင်ရှိတဲ့မျော်စင်ရဲ့ထိတ်ကိုဓလိကားကနေတစ်ဆင့်တက်ရောက်ကြည့်ရှုနိုင်တာဖြစ်လို့ ခီးသွားတွေကိုဆွဲဆောင်ရနေရာတစ်ခုဖြစ်ရှိနေပါတယ်။နိုင်စင်ထိတ်ကနေတဆင့်မြူးနစ်မြို့ရဲ့ရင်သက်ရှူမောစရာအကောင်းဆုံးရှူဝင်းနေတဲ့အတူအဝေးက LS တောင်တန်းကြီးရဲ့အလှကိုပါရင်ကုန်စိတ်လှုပ်ရှားဖွယ်ရာမြင်တွေ့နိုင်မှာလည်းဖြစ်ပါတယ်။အဆုံးထိကြည်ပေးခဲ့ကြလို့အားလုံးကိုကျေးဇူးတင်ပါတယ်။